အားလုံးပဲမင်္ဂလာပါဒီနေ့တင်ကန်းစာမှာတော့ခဲပကြီးပညာရဏတင်ကန်းစာဆက်ခွန်အနေနဲ့သပင်ရေးဆွဲနည်းကို တင်ပြပေးမှာဖြစ်ပါတယ်အရင်ဆုံးသပင်ရဲ့အောက်လိုင်းလေးကိုကောက်လိုက်ပါမယ်သပင်ရေးဆွဲတော့မယ်ဆိုရင်အရင်ဆုံးတည်ရမှာကသပင်ရဲ့အနေထားပါ direction လေးပေါ့နော်ဒီမှာဆွဲပြမယ့်ပုံမှာဆိုရင်သူ့ရဲ့ direction ကဒီလိုလေးတွားပါမယ် control line လေးအတိုင်းပါပဲဒါကြောင့်သုံးဖြည့်ရင်လည်းအဲ့အတိုင်းလေးပဲတပြင်းချင်းရေးသွားရပါမယ်နောက်တစ်ချက်ကစပင်ရဲ့အစွန်းနှစ်ဖက်ထိပ်ဖက်စွန်းနဲ့အောက်ဖက်စွန်းပေါ့နော်အဲ့နှစ်ခုကတုံးနှက်ပြီးတော့အလေမှာအလင်းပြန်ပါတယ်မဟုတ်ရင်နူးညံ့တဲ့ဘောမပေါ်တော့ဘဲနဲ့တက်တောက်ကြီးဖြစ်နေမယ်နော်ပထမဆုံးတူးပြီးနဲ့ ရင်းညီချေပါပြီးရင်သူ့ရဲ့ direction လေးအတိုင်းတစ်ချောင်းချင်းဆွဲသွားပါတစ်ဆက်တည်းဆွဲသွားတာမျိုးမဟုတ်ပင်နဲ့ခနာကပြောခဲ့တယ်လို့ထိတ်အစွန်ကို ပုံမှန်လေးဆွဲပြီးအလေကို ပြပြလေးခြံထားလိုက်ပါဖြစ်ပြက်ကြီးမခြံထားရပါဘူးနော်သုံးပြန်ထိုင်ရင်အခက်တွေ့တယ်လို့ပြပြလေးပဲထားတာပါထိတ်ဘက်ကိုခြေပြီးရင်ဒီလိုအောက်အစွန်ကနေပင့်တင်ပြီးရောဆွဲသွားပါ အလေမှာပြပြလေးထားပါနော် အစွန်နှစ်ဖက်ကိုရေးပြီးပြီဆိုရင်တူးပြီနဲ့ပဲအလင်းချရဲ့နေရာကိုဖဖလေးနဲ့တုံယောလိုက်ပါမယ် ပြီးသွားရင်တ िश ူနဲ့ဗလန်းပါမယ်နောက်ထပ်တစ်လွှာကို4 V နဲ့ထပ်ပါမယ်နော်ခဏကလိုပဲအစွန်းနှစ်ဖက်ကိုရင့်ပြီးရော အလဲမှာအလင်းကျတာမို့လို့ပြပြလေးထားပါပြီးမှရောသွားအောင်ထပ်ချေလိုက်ပါအစွန်းနှစ်ဖက်နဲ့အလင်းကျနေရတာပြည်နေရောနေရပါမယ်ပြပြရည်ဖြစ်နေရင်တဘာမှမကြပါဘူးပြီးသွားပြီဆိုရင်ဗလန်းပါနောက်တစ်လွှာကိုစေးပြီကိုတုံးပြီးရောခဏကအတိုင်းနဲ့အစွန်းနှစ်ဖက်ကိုချေပြီးရောအလင်းနေရာကိုတုံးရောအောင် ောင်းခြေလိုက်ပါမယ်။ဘယ်ညာဘယ်ညာခြေလို့မရပါဘူးเนาะ။တမြင်ချင်းတချောင်းချင်းတွားရပါမယ်။အမွှေးမြင်ဖြစ်တဲ့အတွက်အဖေဖို့ကအဓိကပါပဲ။အဖေဖို့ကိုတီချလေးသုံးပေးပါ။နောက်တစ်လွှာကိုအိပ်ပြီးကိုသုံးပြီးတော့အနာကအတိုင်းခြေမယ်။အလင်းကြားတဲ့နေရာစီကိုပြပြလေးပဲဖော့ပြီးရောခြေရမယ်ဆိုတာမှတ်ထားပါ။စပင်ကအမြင်တွေအများကြီးထက်နေတာမို့လို့ကြားထဲမှာနှက်ပါမယ် ဒါကြောင့် AB ကိုတုံးပြီးရောကွက်ကြာလေးတွေမှာနက်နက်လေးခြေလိုက်ခြေလိုက်ပါမယ်နော်နောက်ဆုံးမှာတော့ mono zero လေးနဲ့ highlight ဖောက်မယ် mono zero မရှိလဲခဲပြက်ကိုဒါနဲ့တည်တည်လေးလှီးပြီးရောတုံးပါနော်အဲ့ဒါကသပင်ဖြူမဟုတ်ပါဘူးသပင်ဝတ်တဘာဝကြအောင်အလင်းဖောက်ရတာပါသပင်က နတ်တဲ့အတွက်အလင်းပြန်ပါတယ်ဒါဆိုရင်သပင်ရေလို့ပြပါပြီနောက်ထပ်တင်ကလေးစားမှာပြန်တွေ့ပါမယ်နော်အားလုံးပဲဘိုင်